ဆိုလိုက်ပါတယ်။စက်တင်ဘာလ26ရက်နေ့တွင်ဈေးဝင်စားပွဲကောင်းတဲ့အကြောင်းအရာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးရှိငတရောင်းမြို့နယ်ကွင်းမှာအခြေပြုလှုပ်ရှားနေတဲ့ PDF အမေကန်အကြမ်းဖက်လက်နက်ကအဖွဲ့တွေဟာရွေးကောက်ပွဲမှာမဲပေးမယ်ဆိုရင်ဖိုက်ကြီးတွေပါမချမ်းတက်ပြစ်မယ်လို့ချင်းချောက်ထားတယ်လို့သိရပါတယ်။တရုတ်တပ်ပိုင်းနယ်မှာတော့ PDF အဖွဲ့တွေရဲ့အကြမ်းဖက်လှုပ်ရဲကြောင်းငတရောင်းမြို့နယ်အတွင်းဘလို့အခြေအနေမျိုးရှိနေတယ်လဲဆိုတာကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုးတောင် channel ကို subscribe နဲ့ like ရန် share လေးလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးရင်နိုင်ငံတော်အစိုးရဟာလာမယ့်ဒီဇင်ဘာလအတွင်းရွေးကောက်ပွဲကျင်းပမယ်လို့ကဘာတိကြေညာထားချိန်မှာ NUG နဲ့၎င်းရဲ့လက်အောက်ခံ PDF အဖွဲ့တွေကရွေးကောက်ပွဲကိုစတင်ဖို့ဖြတ်လို့ဖြတ်စီလုပ်ဖို့ကြိုးပမ်းလျက်ရှိနေချိန်မှာပဲညောင်မျိုးနယ်ငတရောင်းမျိုးနယ်ကွဲအတွင်းမှာ အခြေပြုလှုံရှားနေရဲ့ PDF အမိကန်အကြမ်းဖက်လက်နက်ကန်အဖွဲ့တွေကလည်းရွေးကဝယ်မှာပါဝင်ပတ်သက်မယ်ဆိုရင်ဘိုက်ထဲကခလေးတောင်မချမ်းပဲတက်ပြစ်မယ်လို့ချင်းချောက်လျက်ရှိနေတယ်လို့သိရပါတယ်။ငတရောင်းမျိုးကန်တူက PDF အဖွဲ့တွေကရွာတွေကိုမကြခဏလာပြီးရွာသားတွေကိုဟိုပြောဒီပြောလှုပ်တာတွေလုပ်တယ်။အခုလည်းရွေးကောက်ပွဲမှာပါဝင်ပတ်သက်တာပဲဖြစ်ဖြစ်မဲထဲတာပဲဖြစ်ဖြစ်လုံးဆောင်မယ်ဆိုရင်ဘိုက်ထဲကခလေးတောင်ချမ်းမှာမဟုတ်ပဲ။ တက်ပြစ်မယ်လို့ချိန်ချောက်ထားတယ်။ရွာသားတွေဟာရွေးကောက်ပွဲမှာမဲပေးလိုပေမဲ့ PDF အဖွဲ့ရရဲ့ရန်ပြူးမဲ့အန်တရယ်ကိုစိုးရင်ကြောက်ရွံ့နေရတယ်။အခုဆိုရင်ကျွန်တော်တို့မျိုးနယ်အတွင်းပြည်ခိုင်ဖြိုးပါတီဝင်တွေဟာ PDF အဖွဲ့ရအသက်ခံရမှာဆိုလို့တခြားနေရာတွေကိုရှောင်သွားကြတယ်ဆိုပြီးတော့ပြောပါတယ်။မန္တလေးတိုင်းဒေသကြီးညအိုခရိုင်ညအိုမျိုးနယ်နတ်တရောင်းမျိုးနယ်ခွဲတွင် PDF အမိခံအကြမ်းဖက်နဲ့ကအဖွဲ့ရရဲ့လူသက်အကြမ်းဖက်မှုလောက်ရက်တွင် ပုံမွန်ဆိုးရွားလာနေပြီးတော့စက်တင်ဘာလအတွင်းမှာပဲဒလန်ကောင်းစင်တက်ပြီးလုံးကြံတက်ဖြက်ခံရသူအနည်းဆုံး9ဦးရှိခဲ့တယ်လို့သိရပါတယ်မြန်မာနိုင်ငံမှာ2020ခုနှစ်နိုင်ငံရေးပြည်ထနာတွေဖြစ်လာခဲ့ပြီးနောက်ပိုင်း PDF အမေရိကန်အကြံဖက်အဖွဲ့တွေဟာ၎င်းတို့ကို မထောက်ခံသူတွေကိုဒလန်ကောင်းစင်တက်ပြီးတက်ဖြက်ခဲ့ရငတိယောင်းမျိုးနေခွဲဝန်းကျင်မှာလဲ၄နှစ်ကျော်ကာလအတွင်း PDF အဖွဲ့တွေရဲ့လုံးကြံတက်ဖြက်မှုကြောင့် အနည်းဆုံးလူပေါင်း90ကျော်သေဆုံးခဲ့တယ်လို့ဒေတာကန်တဦးကပြောပါတယ်။ PDF အမေကန်အကြံဖက်အဖွဲ့ရရဲ့လက်ချက်ကြောင့်စက်တင်ဘာလဇန်ပိုင်းကနေစက်တင်ဘာ14ရက်နေ့အထိအနည်းဆုံးလူပေါင်း9ဦးရက်ဆက်စွာအသက်ခံရတယ်လို့ဒေတာကန်တဦးကပြောပါတယ်။ဒေတာကန်တဦးကတောင်တော်ကြီးွာကဦးစော်စော်တို့မိသားစုတို့ဆိုရင်စက်တင်ဘာလအတွင်းမှာလေးဦးအသက်ခံလိုက်ရတယ်။ဦးစော်စော်ရဲ့ဇနီးဖြစ်တဲ့မက်ခင်ထီရဲ့ မက်ခင်ထေးရဲ့မောင်နဲ့ညီမတွေကို PDF အကြမ်းဖက်အဖွဲ့တွေကအင်ကိုလာပြီးဖမ်းဆီးခေါ်ဆောင်ပြီးတော့သူတို့စခန်းမှာရရဆက်ဆက်တိုက်ခဲ့တယ်။ PDF လက်နက်ကအဖွဲ့တွေကရွာတွေမှာအတင်းအကျပ်ဆက်ကြီးတောင်းတာမျိုးတွေရှိတယ်။ PDF အဖွဲ့တွေလာရောက်ဆက်ကြီးကောက်ချိန်မှာဦးစစော်တို့အိမ်မှာလူကြီးတွေမရှိဘူး။မက်ခင်ထေးကလည်းအဝတ်စားတွေဘာတွေရောင်းတော့လိုက်ရောင်းနေရပေါ့။အိမ်မှာကလေးတွေပဲကြံခဲ့တယ်။ကလေးတွေပဲရှိနေရော PDF အဖွဲ့တွေဆက်ကြီးတောင်းတာကိုမထည့်လိုက်ဘူး။ အဲ့ဒါကို PDF အဖွဲ့တွေကမကြေမနက်ဖြစ်ပြီးလာရောက်ဖမ်းဆီးခေါ်ဆောင်တပ်ပြဲလိုက်တာမျိုးဖြစ်တယ်။ PO PDF အဖွဲ့တွေဟာဦးစော်စော်ရဲ့အိမ်ကကားနဲ့ဆိုင်ကယ်တွေကိုလည်းအတင်းအဓမ္မယူဆောင်သွားတယ်။ဦးစော်စော်နဲ့မခင်ထေးမာကသားသမီးတွေရှိရင်အဲ့ဒီကလေးတွေကအခုမှအသက်၄နှစ်၅နှစ်အရွယ်လေးပြီ။အခုဆိုရင် PDF တွေရဲ့တပ်ဖြတ်မှုကြောင့်ကလေးတွေမှာမိဘတွေမရှိတော့ဘူး။အဲ့ဒီလူမမယ်ကလေးတွေဘဝရက်တည်ဖို့ဘလို့အဆင်ပြေမလဲ။ ဦးစောစောတို့မိသားစုဝင်၄ဦးကိုတတ်သွားတဲ့ PDF အမေရိကန်အကြံဖက်အဖွဲ့ကကုတော်ရွာမှာအခြေပြုလှုပ်ရှားနေတဲ့ PDF အဖွဲ့ဖြစ်တယ်လို့ပြောပါတယ်။ဒါအပြင်အခုစက်တင်ဘာလအတွင်းမှာပဲတောင်တော်ရဲ့အနောက်ဘက်ရှိတက်ဘလဲရွာကဦးစံခွေတို့တာဘာကို PDF အကြံဖက်အဖွဲ့ကဒလန်ကောင်းစင်တက်ပြီးတက်ဖြတ်ခဲ့တယ်လို့ထန်းငယ်တော်ရွာမှာလည်းကိုဇော်လင်းဆိုသူကို PDF အဖွဲ့တွေကဒလန်ကောင်းစင်တက်ပြီးစက်တင်ဘာလအတွင်းမှာတက်ခဲ့တယ်လို့သိရပါတယ်။ ေတာခံတအူကထိုင်းငယ်တော်ရွာမှာလေကိုစော်လင်းစုသူကို PDF အဖွဲ့ရိကဒလန်ကောင်းစင်တက်ပြီးစတင်မာလာအတွင်းမှာပဲတက်ခဲ့တယ်။ဦးဆန်ငွေတို့ဆိုရင်တားမိတားဖာလေးဦးရှိတယ်။တားဖာနှစ်ဦးကိုရရဆက်ဆက်အသက်ခံလိုက်ကြတာ။ PDF အဖွဲ့ရိကအဲ့ဒီသူတွေကို၎င်းတို့စကန်ခေါ်သွားပြီးကြည်စံအကုန်မခံလို့တဲ့အတွက်လေပင်လှီတက်ဖြတ်တာမျိုးဖြစ်တယ်လို့ပြောပါတယ်။နှစ်တရားမျိုးနယ်ကွဲတွင်မှအခြေပြုလှောက်ရှားနေရဲ့ PDF လက်နက်ကအဖွဲအနည်းဆုံး9ဘွဲ့ရှိနေကဒေသခံပြည်သူတွေအပေါ်ဖိနှိပ်အနိုင်ကျင့်မှုမျိုးစုံလှုံ့ဆော်နေပြီးတော့အတင်းအဓမ္မစက်ကြီးတောင်းခံခြင်းတွေရှိနေရာစက်ကြီးမပေးပါက၎င်းတို့ကို မထောက်ခံသူဒလန်ကောင်းစင်တက်ကရရဲ့ဆဆဲတက်ဖြတ်တာတွေလှုံ့ဆော်နေရရှိရတဲ့ကြေးရွာသားတွေဟာအတိတ်ကျအနေကျဘဝမျိုးကို ရောက်ရှိနေရလို့သိရပါတယ်။ဒေသခံတဝူကဒီလအတွင်အသက်ခံရတဲ့သူတွေက ။ဘာကြီးကြီးမားမားအပြစ်တွေကျူးလွန်ထားလို့ရရဆက်ဆက်တိုက်ရတာလေ။ကျွန်တော်တို့ကတော်သူတောင်သားတွေဖြစ်တယ်။ဘာမှမသိဘူး။ PDF အောက်ဖက်တွေတောင်းတဲ့ငွေပေးဖို့ဆိုတာကလည်းရှိမှပေးနိုင်မယ်။မရှိမပေးနိုင်ဘူးလေ။အဲ့လိုမပေးနိုင်ချိန်မှာလေဒလန်ကောင်းစင်တက်ပြီး PDF အခွဲတွေကတက်တယ်။ကျွန်တော်တို့မျိုးနယ်ခွဲအတွင်းဒလန်ကောင်းစင်တက်ပြီးအသက်ခံရလို့တည်နေရတာတော်တော်လေးများနေပြီ။ပြီးခဲ့တဲ့အောက်ဂုလတုံးကလည်း ရွာပလဲရွာကဦးတင်ဝင်းဆိုသူ အသက်ခံရတယ်။ဦးတင်ဝင်းကအသက်80အရွယ်ရှိနေပြီ။အဲ့ရတဲ့လဲနေရ။ဒါကိုလဲဒလန်ကောင်းစင်တက်ပြီးအဲ့ရတဲ့အထိ PDF တွေကလာတတ်တယ်။ဦးတင်ဝင်းနဲ့တနေ့တည်းပဲဦးကျော်မိုးအသက်ခံရတယ်။ဦးကျော်မိုးဆိုသူကဖုန်းတော့မကိုက်တက်ဘူး။ဦးကျော်မိုးကလက်ဖက်ရည်ဆိုင်ထိုင်နေချိန်မှာ PDF တွေအသက်ခံလိုက်ရတယ်။အခု PDF အဖွဲ့တွေကအမေးမြန်းမလုပ်ဘဲစိတ်နဲ့မထင်မထင်တဲ့လိုမျိုးတက်နေရဖြစ်တယ် ဒါဆိုဒလန်ကောင်းစဉ်တက်ပြီးအသက်ခံလိုက်ရတဲ့သူတွေဟာတော်တော်လူရိုးကြီးတွေပါလို့ပြောပါတယ်။နတ်တယောက်မြို့နယ်ကွဲမှာရှိတဲ့ရွာပလဲရွာ၊အောင်သာရွာ၊ကူတော်ရွာ၊စင်တန်းမွေးရွာ၊အိုးရှင်းရွာတွေမှာ PDF အမိကန်အကျန်းဖက်လက်နဲ့ကန်အခွဲပြီးစကန်းချအခြေပြုလှုပ်ရှားလျက်ရှိနေပြီးတော့ PDF အဖွဲ့ဝင်အနည်းဆုံး900ကန့်ရှိရလို့သိရပါတယ်။ဒေတာကန်တအူကရွာပလဲရွာအရှိမြောက်တောင်ဘက်ခြမ်းမှာ PDF အဖွဲ့ရှိရင် ။ကိုရင်းရဲ့အရှိမြောက်ဖက်တောကန်ចောင်းဆိုတာရှိရဲ့။အဲ့ဒီဖုန်ကြီးចောင်းကဖုန်ကြီးကို PDF အဖွဲတွေက မောင်းထုတ်ပြီးစကန်ချနေရမျိုးဖြစ်တယ်။နောက်တစ်ယောက်မြောက်ဘက်မှာစင်တန်းမွေးရွာဆိုတာရှိရဲ့။အဲ့ဒီရွာမှာလည်း PDF အဖွဲတွေရှိရဲ့။အောင်သာရွာမှာလည်း PDF အဖွဲတွေရှိရဲ့။အဲ့ဒီ PDF အဖွဲတွေကရွာတွေထဲမှာနေထိုင်ပြီးဒေတာကန်ကြေးဝါးသားတွေကိုဖိနှိပ်အနိုင်ကျင့်နေတာဖြစ်တယ်။အိုးရင်ရဲ့အရှိမြောက်တောကန်ကျောင်းထဲမှာလည်း PDF အဖွဲတွေရှိပြီးတော့ အင်အားတရာဝန်းကျင်လောက်ရှိရယ်။ကုတော်ရွာမှာလည်း PDF အဖွဲ့ဝင်အနည်းဆုံး50 60လောက်ရှိရယ်။ရွာပလဲကျေးရွာအုပ်စုတွေအထိုင်ချထားတဲ့ PDF အဖွဲ့ဝင်ဦးရေကတရာလောက်ရှိရယ်။အောင်သာရွာမှာဆိုရင်လည်း PDF အဖွဲ့ဝင်အနည်းဆုံး80ကန့်ရှိရယ်။စင်တန်းမွေးရွာမှာအခြေပြုနေတဲ့ PDF အဖွဲ့ဝင်အရှိတွဲကတော့130ကန့်ရှိနိုင်တယ်။အဲ့ဒီ PDF အဖွဲ့တွေအပြင်ပကံဘလူးအမြေခံထားတဲ့အကျန်းဖက် PDF အဖွဲ့တွေလည်း ရွာရီတဲရောက်လာတယ်လို့ပြောပါတယ်။ငတိယမြို့နယ်အတွင်းမှာအခြေပြုလှုံရှားနေတဲ့ PDF Aquarium ဟာရွာရီမှာအခြေပြုပြီးအတင်းအကျပ်ငွေကြေးကောက်ခံတာ။သုံးလုံးထီရောင်းတာမျိုးတွေလှုံ့ဆောင်နေတယ်လို့သိရပါတယ်။ဒေတာကန်တဝူကအဲ့ဒီ PDF Aquarium ကအလူခံနေဆိုပြီးအတင်းအကျပ်ဆက်ကြေးကောက်ခံနေ။သုံးလုံးထီရောင်းနေ။သုံးလုံးထီကို PDF Aquarium ကရောင်းတာ။စေကနေရာကနေထိုးလို့မရဘူး။တကွက်ကို ထောင်းတောင်းချီပြီးထိုးရတယ်။ ်ပောက်တော့လည်းမပေးဘူးဒါကြောင့်ရွာသားတွေက မထိုးဘူးမထိုးတော့သူတို့ကိုမထောက်ခံဘူးဆိုပြီးတလန်ခေါင်းစဉ်တက်ပြီးတက်တယ်လူတွေတော့ရရဆက်ဆက်မတက်ချင်ပါနဲ့ဗျာတချို့ PDF အဖွဲကြပြန်တော့လူလဲတက်တယ်ရှိရပစ္စည်းလဲယူတယ်တောင်တော်ရွာကဦးစောစောတို့မိသားစု၄ဦးစလုံးဆိုရင်အသက်လဲခံရတယ်ไลท์แทร็กကနေဆိုင်ကယ်တွေလည်းယူသွားတယ်။ PDF အမေကန်အကြမ်းဖက်အဖွဲ့တွေကလူတွေကိုစကန်ခေါ်ပြီးကြည်စံမကုန်အောင လယ်လီတက်တာမျိုးဖြစ်တယ်။ကျွန်တော်တို့စီကအညာမြေဆိုတော့အလုံးလဲခက်ခဲတယ်လေ။မရှိစင်းရဲသားတွေများတယ်။မပေးပြန်တော့လဲတက်မှကြောက်။ပေးပြန်တော့လဲစားကြာမရှိဘဝမျိုးဖြစ်နေကြရယ်။ကျွန်တော်တို့ရွာသားတွေတတော်ကိုအကြက်တဲဖြစ်နေကြပါပြီ။ကျွန်တော်တို့ကနေကန်ဆိုတော့တည်ရယ်။အခုအသက်ခံရတဲ့သူတွေကရိုးရိုးသားသားတွေပါဗျာ။အဲ့ဒီအကြမ်းဖက် PDF အဖွဲ့တွေရဲ့ဗိုလ်ကြအနိုင်ကျင့်မှုတွေကိုနိုင်ငံတော်အစိုးရတာဝန်ရှိသူတွေနဲ့တက်မရော်ကပြစ်ထားမယ်ဆိုရင် လပိုင်းအတွင်းထပ်တည်ကြရအောင်မယ်လို့ပြောပါတယ်။တမ်ရော့စစ်ကြောင်းတွေဟာပြီးခဲ့တဲ့လပိုင်းတုန်းကငတိယောက်မြို့နယ်အတွင်းနယ်မြေရှင်းလင်းမှုတွေလှုပ်ဆောင်ခဲ့ပြီးတမ်ရော့စစ်ကြောင်းတွေဝင်ရောက်လာချိန်မှာ PDF အဖွဲ့တွေကရှောင်ပုံနေပြီးလက်ရှိချိန်မှာတော့ PDF အဖွဲ့တွေကတမ်ရော့စစ်ကြောင်းတွေကိုစိန်ခေါ်ဓာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ဒေသခံတအူကငတိယောက်မြို့နယ်ခွဲအတွင်းကိုပြီးခဲ့တဲ့လပိုင်းစစ်ကြောင်းတစ်ခါဝင်လာမျိုးတော့ရှိပါတယ်။ စစ်ကြောင်းဝင်ချိန်မှာ PDF အကြမ်းဖက်အဖွဲ့တွေဘက်ကအ ਨੇ ဆုံး၁၀ဦးလောက်ကြာဆုံးနေကြမိရဲ့ကျွန်တော်ကြားသိမိတလို့ဆိုရင်စစ်ကြောင်းကရက်ပိုင်းလောက်ပဲထိုးသွားတယ်စစ်ကြောင်းလည်းပြန်သွားရော PDF အဖွဲ့တွေရွာတွေတဲကိုပြန်လာတယ် PDF အဖွဲ့တွေရွာတွေတဲပြန်လာပြီးတော့စစ်ကြောင်းဝင်တာနဲ့ပတ်သက်ပြီးရွာသားတွေကိုဒလန်ကောင်းစင်တက်ပြီးတတ်ကြတယ်စစ်ကြောင်းဝင်လာလို့ PDF အဖွဲ့တွေအထိနာပြီးဆိုရင် ဒီရွာကတည်င်းပေးလို့ဆိုပြီးစိတ်မထင်မထင်တယ်လို့လှုပ်ပြတာအရင်တခါစစ်ကြောင်းဝင်လာတုန်းကစက္ကန်းချတဲ့မြင်တဲရွာရဲ့ဖုန်ကြီးကြောင်းက ဖုန်ကြီးဦးဇဝဏဆိုရင် PDF အဖွဲ့ရရဲ့တက်ဖြက်ရံပြူမှာဆိုလို့အခုဆိုရင်ထွက်ပြေးနေရတယ် PDF အမေကန်အကြံဖက်အဖွဲ့ရဟာဖျားမန်းတရားမန်းတန်ကာမန်းမသိပဲစိတ်မထင်မထင်တယ်လို့လှုပ်နေရမျိုးဖြစ်တယ်။အိုးရင်ရွာနာကတောကန်ကြောင်ဖုန်ကြီးဆိုရင်လည်း PDF အဖွဲ့တွေချိန်ချောက်ရံပြမှုတွေကြောင့်ထွက်ပြေးနေရတယ်။ကျောင်းထိုင်ဖုံးစည်းတွေထွက်သွားရော PDF အဖွဲ့တွေကအဲ့ဒီဖုံးစည်းကြောင်းတွေဝင်ရောက်စကန်600မျိုးပဲလည်းရှိနေပါသေးတယ်။အဲ့ဒီဖုံးစည်းကြောင်းကတောင်းနေကြတဲ့ရှိရောဘေးအားကြီးမမြင်ရဘူး။ PDF အဖွဲ့တွေဟာရွာတွေမှာလည်းမိုင်းထောင်တာမျိုးတွေရှိနေရဲ့။အခုဆိုရင် PDF အဖွဲ့ဝင်တွေအရေးအတွက်ကပိုများသေးရဲ့။ညတိယောင်းမျိုးမှာလှုပ်ရှားနေရဲ့ PDF အဖွဲ့တွေအပြင်ဗကန်ဘက်က PDF တွေ မြင်းကျန်တောင်တာဘက်က PDF အဖွဲ့တွေဟာရွာပလဲဘက်တွေအိုးရင်ဘက်တွေကို ရောက်လာနေရင်လက်ရှိပုံစံအတိုင်းဆိုရင်ငတယောက်ရဲစခန်းတောင်စိတ်မချရတော့ဘူးဟိုတခါတုန်းကလေငတယောက်ရဲစခန်းအတိုက်ခံရဘူးတယ် PDF အဖွဲ့တွေကစစ်ကြောင်းတွေဟာသူတို့ကိုကြောက်လို့ပြတ်မလာရဲတော့ဘူးလို့ရွာရီထဲမှာပြောတာတွေလည်းရှိနေတယ်လို့ပြောပါတယ်ရိုးသားတဲ့ပြည်သူတွေကိုရက်စက်စွာအနိုင်ကျင့်တပ်ဖြတ်နေတဲ့ငတယောက်မျိုးနဲ့အတွင်းရှိ PDF အမေရိကန် အကြမ်းဖက်အဖွဲ့တွေကိုနိုင်ငံတော်အစိုးရနဲ့တမရော်စစ်ကြောင်းတွေကအမြင့်ပြည့်အမြန်ဆုံးခြေမုံတုတ်တင်ပေးစေလိုတယ်လို့ဒေတာကန်တူကအခုလိုမျိုးပြောဆိုခဲ့ပါတယ်။ဒေတာကန်တူကကျွန်တော်တို့ဟာရွေးကောက်ပွဲမှာမဲထဲခြင်းနဲ့မဲပေးမှုတွေကိုစိတ်အေးချမ်းသာစွာနဲ့ပြုလုပ်နိုင်အောင်အဲ့ဒီ PDF အဖွဲ့တွေကိုအမြင့်ပြည့်ခြေမုံစေခြင်းနဲ့ဒီတကစစ်ကြောင်းထိုးမယ်ဆိုရင်ရပ်ပိုင်းလောက်မနေဘဲလာနေချီနေထိုင်ပြီးတော့ PDF အဖွဲ့တွေကိုအမြင့်ပြည့်ရှင်းလင်းစေလိုတယ်။ စစ်ကြောင်းထိုးမယ်ဆိုရင်လည်းအနည်းဆုံး၃ကြောင်းလောက်ထိုးစီလိုရဲဆိုပြီးတော့ပြောပါတယ်။ NUG လျောက်ကန် PDF အဖွဲ့ရီနဲ့ပါတော်လုံးအဖွဲ့ရီဟာပြည်သူ့ကာကွယ်ရေးအမြင်ခံထားပြီးမြေပြည်သူ့ရီအပေါ်ဖိနှိပ်အနိုင်ကျင့်မှုတွေကိုနှီးမျိုးစုံနဲ့လောက်ကန်လျက်ရှိနေရလို့သိရပါတယ်ရှင်။